အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ဂျာရီတာမီတွေတက်သက်စာသိစရာကိစ္စတွေကောင်းတဲ့ဂျိုတွေကိုဘယ်လိုအသုံးချမလဲဆိုတဲ့ကိစ္စလေးတွေပြောပေးချင်တာဖြစ်တယ်အဲ့တော့ဂျာရီတာမီတွေတကယ်ကောင်းတဲ့ဂျိုကဘယ်ဂျိုလဲပေါ့ဂျာရီတာမီတွေတကယ်ကောင်းတဲ့အုပ်ဆိုးနေတဲ့ဂျိုကတဲလာဂျိုပါနော်တဲလာဂျိုပါတဲလာဂျိုဆိုတာမျိုးကဘယ်လိုနေရာတွေကောင်းဂျိုပြုတာလဲပေါ့ဟိုဂျာရီတာမီတွေကိုကျွန်တော်တို့ကတည်စားပြီးပြောရရင်ဘယ်လိုပြောရမလဲဆိုတော့အလှမ်းကျယ်ပြီးအလေလက်နေတာမျိုးနီးလုံးတော့မမြင်တာမျိုး နော်ဟိုပညာရှိသတိဖြစ်ခဲဆိုတာမျိုးသတိမမူဂူမမြင်ဆိုတာမျိုးအဲ့လိုမျိုးကြာဝေးသားမီဒီယာအယမ်းဖြစ်တယ်ဒါကြောင့်ပဲနီးလုံးတော့လည်းမမြင်ဘူးဆိုတဲ့အတိုင်းကြာဝေးသားမီဒီယာဘာလို့လို့တစ်ခါကြာရင်အလှမ်းကျယ်လွန်သွားကြည့်တယ်အော်အလှမ်းကျယ်ပြီးအလေလက်သွားတယ်ဒါကြောင့်ပဲကိုအနီးအနားမှာရှိတဲ့ပြင်ဆင်စရာတွေကိုမပြင်ဆင်မဲနဲ့ဟိုအဝေးကိုလှမ်းကြည့်ပြီးတော့စမ်းသာပြီးလှုပ်လိုက်တာနဲ့တလွဲတွေဖြစ်ကုန်တာတွေကြာဝေးသားမီဒီယာတိတ်ဖြစ်တယ်အချို့ဆိုအလုံးလုံးတယ်အာဒီလုပ်ငန်းကိုလေယုံရှိသေးတယ်နောက်လို့တစ်ခုထပ်ချက်တယ် ်ငါပတ်စံမလောက်ရင်ဘေးလူစရာဆွဲတယ်အလုပ်တွေထက်ချဲ့တယ်အဲ့လိုောင်းနေတဆင်ဘာတွေဖြစ်လာတယ်ဆိုတော့တဖြည်းဖြည်းနဲ့မနိုင်မနှင်းနေဖြစ်လာပြီးတော့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အခြေမခိုင်မဲ့ပြိုလဲတာတွေအလွန်ဖြစ်တယ်အဲ့တော့ကြာပြီးသားမိရတခါကြရင်အကြီးကြံလာအကြီးတို့ရအာငါဟွာကြီးကိုအကြီးလှုပ်ချင်တယ်ဒါကြီးအကြီးလှုပ်ချင်တယ်အကိုရှိတဲ့ငွေအင်အားကိုရှိတဲ့လူအင်အားအကိုမှရှိတဲ့အကြံဉာဏ်နဲ့လုံလောက်လားမလုံလောက်လားမသိတော့သူအဲ့လိုတွေဖြစ်တာ ဒီလူတွေဖြစ်တဲ့အတွက်တော့ဂျာရီသားမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကအနီးကပ်ကိုလည်းကြည်ပါဆိုတဲ့စိတ်ကတင်းလာထိမ့်ချုပ်တာဒါဂျာရီဖြစ်တဲ့ဆိုရင်တင်းလာတင်းလာဆိုတော့ကျွန်တော်ဘေးနေမှာဂျိုယန်လနော်ကျွန်တော်တို့ ਨੇ အနီးဆုံးအနီးဆုံးဂျိုပေါ့ဗျာလလဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာရီသားမီးဖြစ်တယ်ဆိုရင်ကို့ဘေးနာပတ်ဝန်းကျင်အောင်လည်းကြည်ပါအောင်သူများတွေဘာတွေလုပ်နေလဲနော်အကြီးကြီးကိုပဲမတွေးနဲ့အဝေးကြီးကိုမတွေးနဲ့အနီးကပ်ကဘာလုပ်တဲ့လဲ အများကြီးမစင်းစားနဲ့ကိုကိုကိုငါဘာပြုပြင်တင်လဲဟိုအရင်စင်းစားအရင်စင်းစားကြီးမှကြံတာတွေလို့အဲ့လိုမှမဟုတ်တာနဲ့ကြာတာပရိကအကြီးတွေတွေ့အကြီးတွေလို့အကြီးတွေစင်းစားပြီးတော့ကိုကားတွေဖြတ်သွားတတ်တယ်ဆိုတာကိုတနင်းလာကပြန်ထိမ့်မိတာအနုစိတ်အသေးစိတ်လည်းကြည့်အောင်ဒါတော့ကြာပြီးသားမိတယ်အဲ့ဒါတွေသိထားဖို့လိုတယ်ပြီးရင်တဲလာကျောကရှင်းပြောရရင်ကြာပြီးသမီးမှာကြာပြီးသားမှာအဓိကပြပညာဂျိုဖြစ်တယ်ပြောတော့ဒီပညာဂျိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတနင်းလာဂျိုနဲ့ပတ်သက်ပြီးတော့ နဝဲမှာရောက်နေတဲ့လူတော်တော်များများကဘာဖြစ်လာလဲဆိုတော့ပညာရဲ့နဲ့ပတ်သက်ရင်လိုက်စားမှုတွေတားများတယ်။ဟိုလိုက်လိုက်စားမှုတွေများပြီမဲ့လက်တွေမှာအတုံးမချတာမျိုးတွေလက်တွေမှာတကယ်ဟိုမလုဖြစ်တော့တာမျိုးတွေပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လက်တွေလောက်ကမဲ့ကိစ္စမျိုးတွေမှာအချို့ဆိုရင်နှစ်ပေါင်းများစွာပညာတန်လိုက်တယ်။တင်ပြီးတော့ကျွန်တော်တို့မလုပ်ကြတော့တကယ်လက်တွေ apply ပြန်လုပ်တဲ့နေရာမှာကျတော့အားနေသွားတယ်။အဲ့လိုမျိုးတွေကြတာပြီးရသိပ်ဖြစ်တယ်။ဒါကြောင့်တင်တာလဲတင်လှုပ်ရှားရှိတာလေးလှုပ်ဆိုတာကိုတင်းနေလားလက်တွေကျွန်တော်တို့ကပြန်ထိမ့်မိတယ် ။အဲဒါကြောင့်ပဲကျွန်တော်တို့တာရီသားမိတွေကိုအဲ့ဒါလည်းသိစေခြင်းနဲ့နောက်ပြီးတော့တာရီဖြစ်လာပြီဆိုရင်ကျွန်တော်တို့သိရမယ်နောက်တစ်ချက်ကဘယ်လိုဟာမျိုးလဲဆိုတော့ဟိုရုပ်တီးနဲ့နေတာမျိုးတွေတခုခုဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ယူအစပိုင်းမှာဟိုပညာကိုအခြေတည်တဲ့လူဖြစ်တဲ့အတွက်လေးလေးအားလေးနေတာတို့ပြုံးပြောပြောမနေတာတို့အခက်တီတီနေတာကိုပညာရှိပုံစံပညာတတ်ပုံစံမျိုးနေတာမျိုးပေါ့နော်ဒီလိုနေတာမျိုးကိုကံကမကြိုက်ပါဘူးအဲ့လိုမျိုးနေတယ်ဆိုရင်လည်းအချို့နေရာတွေမှာယင်းဒီကျောင်းဝင်မှုအားနေပြီးတော့ ကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ပတ်ဝန်းကျင်တွေကိုယ့်မိတ်ဆွေတွေနဲ့တသားတည်းမဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့ဟာသူကြီးကျယ်ပါတယ်လို့စိတ်ကအခြားလူတွေကထင်သွားပြီးအချို့နေရာတွေမှာကိုယ့်ကိုမတိုင်မင်တော့တာမပြောတော့တာဒါတွေကအစအကုန်ဖြစ်နိုင်တယ်ဒီအချက်တွေကိုလည်းကျွန်တော်တို့ကကြာသာပရိသားမီးတွေအတွက်မေးလို့မရပါဘူးနော်နောက်ပြီးကြာသာပရိသားမီးတွေအတွက်လုပ်ငန်းစီးပွားကြိုးကတောက်ကြသူပါတောက်ကြတယ်တောက်ကြသူကစီးပွားရေးကြိုးဖြစ်တဲ့အတွက်တောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကစီးပွားရေးအနေနဲ့လုပ်မယ်ဆိုရင်တိတ်ကောင်းတယ်အဲ့တော့တောက်ကြကြိုးကိုဘယ်လိုစီးပွားရေးလုပ်မလဲပေါ့ တောက်ကြာနဲ့ပတ်သက်အတောက်ကြာဂျိုဟာစီးပွားရေးနဲ့ပတ်သက်ဆန့်တွေတဲ့ဂျိုဖြစ်တဲ့အတွက်တောက်ကြာဇင်ခံပစ္စည်းတို့အပန်းဖြေတာတို့အနားယူတာတို့အန်တာတိတ်မန့်ဆန်ဆန်အလုပ်တွေတို့နော်စိတ်ခံစားမှုပျော်ရွှင်မှု အပျော်အပါအပန်းဖြေဒါကိုပေးတဲ့အရာဖြစ်တယ်ဂျာရီသားမီးတွေကအလုပ်စီးပွားနဲ့ပတ်သက်ရင်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ်နော်အလုပ်လုပ်ပြီဆိုလဲကျွန်တော်တို့ကလှုပ်ရှားရှိတာလှုပ်နားရှားရှိတာနားပျော်ရှားရှိတာပျော်ဆိုတဲ့လူမျိုးတွေ အဲ့လိုလောက်တာပိုကောင်းတယ်။အာလုံးကြီးပဲဖိလို့ရင်ပျော်စရာမရှိဘူး။စိတ်ကလည်းစတေကြီးနဲ့နေပြီးတော့အာကိုကိုတိုင်ထိမ့်ချုပ်ထားတာများရင်အတွင်းမှာအဆင်မပြေဘူး။ဒါကြောင့်ပဲအာယုံ၅ပါးခံစားမယ်ဆိုရင်ခံစားမယ့်အချိန်မှာခံစားလိုက်။လုံးစရာရှိတဲ့အချိန်မှာလုံးလိုက်။အဲ့လိုမဟုတ်ဘဲနဲ့ပညာရှိရရင်အရန်ချုပ်ထိန်းနိုင်ရင်အချို့နေရာတွေမှာလူမမြင်ဝင်းတဲ့ကိစ္စတွေတို့ကလုံးလာကြာပြီးသားပြီးတဲ့။အမှောင်ဘက်ကိုရောက်သွားတယ်ပေါ့။အပြင်မှာတော့ငါလူယိုတွေရှိလို့တဲ့နောက်မှာခွက်ပုံးချနေတယ်။ဒီလိုမျိုးတွေဖြစ်တတ်တဲ့လူမျိုးတွေဖြစ်သွားတတ်တဲ့။ ပြီးတော့ဇင်ကံပစ္စည်းဖြစ်တဲ့ကာကန်ရှင်ဟာဂဒင်တို့၊မှုရာတို့၊တီဗီတို့၊အပန်းပြေစကန်းတို့၊ကန်းကြီတို့နော်နောက်အပျော်ပါတို့အန်တာတိန်မန့်တို့၊ကစားကွင်းတို့စသဖြင့်ပေါ့ဗျာဟို KTV တို့၊စင်တင်တို့အာတေဂီတာတို့အနုပညာတို့အင်စထရူမန့်တွေတီးတာတို့ဒါတွေနဲ့ပတ်သက်ရင်တော့အရန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစတာရှင်တွေဟာဖြော်ပြေးအန်တာတိန်မန့်အပျော်ပါဒါကိုအခြေပြုတဲ့စီးပွားရေးတွေကောင်းတယ် ဂီတအနုပညာအတမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်းလုပ်ဖို့လိုတယ်။ကိုစီဝါလုပ်တဲ့ခါကျရင်လည်းနားနေနေပေါ့။အချို့အိမ်ပြန်လာတယ်၊ကာရိုကေလေးဆိုလိုက်တယ်၊အပန်းဖြည်တယ်၊ဂီတလေးသီးတယ်၊အပန်းဖြည်တယ်၊တချင်းလေးနားထောင်တယ်၊အပန်းဖြည်တယ်။အဲ့လိုမျိုးလုပ်ပြီးရင်ပို့ပြီးတော့ကောင်းတယ်လို့ပြောသလိုကိုစီဝါရဲ့အနီးနားတွေမှာလည်းလို့ပေါ့။အတန်နဲ့ဆိုင်ရာတီးလုံးလေးတွေ၊အတန်လွန်လွန်လေးတွေဒီလိုမျိုးလေးတွေထားတာမျိုးကပို့ပြီးတော့ကြာပြီးသားမီးတွေကအကန့်ကောင်းစေနိုင်တယ်လို့ပြောပါတယ်။ဒီအချက်ကတော့ကျွန်တော်တို့စီဝါရေးနဲ့ပတ်သက်ရင်အသိထားစေချင်တာ။ဒါအပြင်တောက်ကြလုံခြုံရေးဖြစ်တဲ့အတွက်ကြာပြီးသားမီးရာကာကွယ်မှုအပိုင်း security အပိုင်းနဲ့ပတ်သက်တဲ့စီဝါရေးတွေလည်းလုပ်လို့ရတယ်။ နော်ဟို data တွေကိုကာကွယ်ပေးတာမျိုးလို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းအဲ့လိုအကာအကွယ်ပြုတဲ့အပိုင်းပေါ့ဒီအပိုင်းတွေနဲ့ပတ်သက်ရင်အရန်အားရစရာကောင်းတဲ့လူမျိုးဖြစ်လဲကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီအပိုင်းတွေလုံးလုံးရလို့ဟိုဘန်လုပ်ငန်းတို့အပေါင်ခံတာမျိုးတို့နော်သူတို့ဘာပစ္စည်းကိုတိမ်မေးတာတဲ့နော်သူတို့ဘာပစ္စည်းကိုအာမခံမေးတာတဲ့အာမခံလုပ်ငန်းတို့ဒီလိုစီးပွားရေးတွေနဲ့လည်းဘဝမှာအောင်မြင်ပြီးတော့ဒီလိုပုံစံမျိုးစီးပွားရှာရင်လည်းပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကို့ပုံကအရန်ကြီးဟိုအောင်ဖြစ်ပဲနဲ့ဟိုပေါ့ဘာဘာပြောဘာဘာဖြစ်နေတဲ့ ဂျာရီသားမီးတွေရဲ့ပုံစံမျိုးဖြစ်နေရင်တော့ပိုကောင်းတာပေါ့ဗျာနောက်ပြီးဂျာရီသားမီးတွေအတွက်ကျွန်တော်တို့အချစ်ရေးစမ်းကြိုပေါ့အဲစမ်းကြိုကအင်္ဂါပိုင်းနေဗျာအင်္ဂါပိုင်းတော့အင်္ဂါကကျွန်တော်တို့ကဖြက်လက်တာငယ်ရွယ်တာဖင်ပေါ့တာအဲဘယ်လိုပြောမလဲဆိုတော့နုပြိုတာပေါ့ဒါကိုပြောတဲ့အတွက်ဂျာရီဂျိုတက်ကကျွန်တော်တို့က16နဲ့အင်္ဂါဂျိုတက်က10နဲ့ကွာတယ်လေး16နဲ့10နဲ့ဒါတော့ပဲဂျာရီသားမီးတွေကမသိစိတ်မှာသိစိတ်မှာမဟုတ်နော်မသိစိတ်မှာငယ်ရွယ်တဲ့လူ ်ဖြက်လက်တယ်လို့ကိုထက်နုပြိုတယ်လို့ကိုထက်ပေါ့ပွားနေတယ်လို့ခက်မိတယ်လို့လူငယ်ဆန်တဲ့ပုံစံမျိုးပို့ကြိုက်တယ်ဘလို့ပဲကျွန်တော်ကလူကြီးကိုပဲကြိုက်တာပါအကိုကြီးတွေပဲကြိုက်တာပါဦးလေးတွေပဲကြိုက်တာပြောမသိစိတ်မှာငယ်ရွယ်တဲ့တူအကိုကြိုက်တယ်နော်အယောက်ျားလေးလည်းလိုပဲယောက်ျားလေးကြာရေးသားမျိုးလည်းကိုထက်နုတာငဲတာကြိုက်တယ်ယောက်ျားလေးတော်များများတော့နုတာငဲတာကြိုက်တယ်တူပါနော်ဒါပါအဲ့တော့ဒါတော့အဲ့လိုဖြစ်တဲ့အတွက်ဂျာရီသားမီးကိုလက်တွဲပေါ်ရှာတဲ့ခါကျရင်ဂျာရီသားမီးကအဲ့လိုမျိုးဖြစ်တဲ့လူကိုရှာဖို့လိုတယ် ဖြစ်ဖြစ်လဲလဲတော်တော်ရှိတဲ့လူမျိုးတွေနော်ဟိုအလုပ်လုပ်တဲ့ခါကျုံလဲလက်တွေကြကြလုပ်တဲ့လူမျိုးတွေဒါကြာပြီးသားမိရာလို့စာရေးဆရာလို့လို့ပကြီးဆရာလို့လို့အဲ့လိုဟာမျိုးတွေနဲ့တိတ်မအပ်ဆက်ဘူးအာဒူးတော်တိုင်းပေါ့လုံမဲ့ချမဲ့အဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ထွေရေးချဲတယ်ဆိုရင်ပိုကောင်းတယ်လို့ပြောတယ်အဲ့တော့ငွေရွယ်သူတွေနဲ့အိမ်တော်ကြတတ်တယ်ကြတတ်တဲ့လူတွေကလည်းစီးပွားရေးလုပ်ငန်းလုပ်တဲ့ခါကျရင်အဲ့လိုလက်တွေ့ကြကြစီးပွားရေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့เนาะအရောင်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့ဟိုဆက်လက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စပိုးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမျိုးတို့ဒီအလုပ်တွေနဲ့အဆက်ကြတာမျိုးလေကျွန်တော်တို့ တွေ့ရတယ်ဒါကတော့တကယ်ကိုဇာရီသားမီးတွေတော့အချစ်ရင်းမှာစိုးမိုးနေတဲ့အနေအထားမျိုးဖြစ်တယ်ဒါတော့ဇာရီသားမီးတွေကငယ်ရွယ်ဖြက်လက်အနုပြိုတာကိုပူကြိုက်တာဖြစ်တယ်ကိုယ့်အိမ်အောင်ဘက်ကအဲ့လိုဖြစ်နေပို့လို့တယ်အဲ့ကိုယ့်အိမ်အောင်ဘက်ကဇာသာရီဖြစ်တယ်ဆိုရင်ကိုယ်နည်းနည်းလေးအရန်ကြီးပုံတုံးနေလားအရန်ကြီးရှင်းရောင်နေလားအုံမင်းနေလားဆက်ကြည့်ပါအဲ့ထက်နည်းနည်းလေးပြန်နုပြိုအောင်နေပါပြီးလည်းပြောအရန်ဝါအလုံးနေလားဖြက်ဖြက်လက်လက်ပေါ့ပေါ့မဖြစ်တော့ဘူးလားဒါဆိုရင်ပြန်ပြီးတော့ကျွန်တော်ပြန်ချိန်ပါဒါဆိုဇာရီသားမီးတွေနဲ့ပြန်ပြီးသားစားတာပြန်ဖြစ်နိုင်ပါလိမ့်မယ် ပို့ပြီးတော့ရင်းနှင်းမှုနှုတ်ထွက်မှုပို့ပြီးတော့ရသွားနိုင်တယ်ပေါ့နော်အဲ့ဒီအချက်လေးပြောခြင်းတယ်အကြာရိသားဥဒီမှာလုံးလုံးလက်မလွတ်တဲ့နာဘာလဲဆိုတော့တနေ့လာသူအာကောင်းဆုံးဖြစ်တဲ့အတွက်အနည်းဆုံးကိစ္စတွေကိုလုံးဝမမေ့နဲ့နော်ကို့အနည်းဆုံးမှာငါဘာရမလဲကို့ရဲ့အနည်းဆုံးမှာဘာပညာရမလဲဘာစီဝါရမလဲကို့အနည်းဆုံးနေရာတွေကနေဘာရွေးထုတ်ယူရမလဲဆိုတာကိုစဉ်းစားပါနော်အဲ့တော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ကို့အနည်းဆုံးမှာစီဝါလုပ်လို့ရတာဒါပေမဲ့ကို့ရက်ကွက်ကို့လမ်းထဲမှာငါစီဝါဘာလုပ်လို့ရမလဲနော် ကိုရှင်မတော်ရဲ့အတိုင်းဝိုင်းနေကြတယ်မှာငါဘာစီးပွားရေးလုပ်လို့ရမလဲဒါမှမဟုတ်မိဘလက်ငုတ်ကိုပို့ပို့ပြီးတော့ငါမော်ဒယ်ဘိုင်းဖြစ်အောင်ဘယ်လိုလုပ်နိုင်မလဲမိဘလက်ငုတ်ကိုပို့ပြီးတိုးတက်အောင်ငါဘာလုပ်မလဲအဲ့လိုမျိုးတွေစဉ်းစားပြီးစီးပွားလုပ်တာကပိုကောင်းတယ်လို့လည်းအကြံပေးကြပါတယ်နောက်ဆုံးတော့တဘောပေါ့မယ်တင်ပါတယ်ဂျာရီသားမီးတွေအားလုံးမိမိရဲ့ကောင်းတဲ့ဂျိုးတွေကိုကောင်းစွာအသုံးချနိုင်ပါစေလို့ပြောကြရင်လည်းဒီကောင်ချုံအပ်ပါတယ်ဗျာ